ုတင်ဆက်ပေးမယ့်သတင်းကတော့ဗလိတကူအကြမ်းဖက်တိုက်ခိုက်ခံရပြီးတော့44ဦးသေဆုံးမှုကြောင့်အရေးပေါ်အခြေအနေကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ဗလိတကူအကြမ်းဖက်တိုက်ခိုက်ခံရပြီးတော့44ဦးထိသေဆုံးခဲ့တဲ့ဖြစ်စဉ်ကြောင့်တနင်္ဂနွေလုံးကိုအရေးပေါ်အခြေအနေကြားလိုက်တယ်လို့နိုင်ငံအစိုးရကသတင်းထုတ်ပြန်လိုက်တယ်လို့သိရပါတယ်။ နိုင်ဂျာနိုင်ငံရဲ့အနောက်တပိုင်းမှာရှိတဲ့နေဆက်မြို့တစ်မြို့ဖြစ်တဲ့ကိုကိုရီမြို့မှာရှိတဲ့ဗလီတခုကိုအစိုးရအစ္စလာမ်ရဲ့ဂျမ်းဖက်သမားတွေကတိုက်ခတ်ခဲ့တာဖြစ်ပြီးစိုးရိမ်ရာဒဏ်ရာရရှိသူ73ရှိခဲ့တယ်လို့လည်းနိုင်ဂျာပြည်ထောင်စုဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါတယ်။အကြမ်းဖက်တိုက်ခတ်ခဲ့သူတွေဟာကမ္ဘာကျော်စိုးရိမ်အစ္စလာမ်ရဲ့ဂျမ်းဖက်ဝင်ဖြစ်တဲ့ ISR နဲ့ဆက်ဆံနေတဲ့ညီနာဖွဲ့စည်းကအကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်းနိုင်ဂျာပြည်ထောင်စုဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်ထဲမှာဖော်ပြခဲ့ပါတယ်။အစ္စလာမ်ဗုဒ္ဓဘာသာဝင်တွေရဲ့ ဥပုပ်လာဖြစ်တဲ့လက်ရှိအချိန်မှာဘာသာရေးဆိုင်ရာဝတ်ပြုဆူတောင်းမှုတွေလုပ်ဖို့အတွက်ဗလီကိုလာအောင်သူတွေမပြတဲ့ဒေသဆန်တော်ကြီးနေခင်ပိုင်းမှာအကြက်ဖက်သမားတွေတိုက်ခိုက်မှုလုပ်ခဲ့တာဖြစ်ပြီးအသက်ဆုံးရှုံးခဲ့သူတွေအတွက်ထိရတဲ့တုတ်ပြန်မှုတွေလှုံ့ဆော်သွားမယ်လို့နိုင်ကြဆိုရကသတင်းထုတ်ပြန်ခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းချောင်းကပေးပို့လာပါဗျ။